အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel နဲ့နှုတ်ဆက်လိုက်ပါတယ်ဗျာဒီနေ့မှာတော့တကယ်ကြီးတော့ねကျွန်တော်ねသွားမှာတော့ Euro Cup Friendly Final Real Betis နဲ့ Chelsea နဲ့ Real Betis အတွက်ခြေနေကောင်းလား Chelsea အတွက်ခြေနေကောင်းလားဒီပွဲစဉ်ကြီးကိုကျွန်တော်တို့ဒီနေ့ prediction လေးသွားကြမယ်ဆိုတော့ကျွန်တော်ဘလို့နေထားရှိတယ်ဆိုချက်တော့သုံးသပ်ကြည့်အောင် Real Betis ရဲ့လို့သူ့ရဲ့ပြည်တွင်းလိမ္မာနောက်ဆုံး၅ပွဲမှာသူက လေးဘွဲထိတော့တေကြတပွဲရှုံလာတာရှုံတဲ့ဘွဲကိုပြက်တယ်အသရတီကိုဖိုးဝမ်းနဲ့ရှုံနေတာတော့ရေဘက်တွေတွေကဘလို့လာမလဲဒီပွဲစဉ်မှာဖြစ်စည်းတဲ့ရတော့နောက်ဆုံးငါးဘွဲမှာလေးဘွဲတိတိနိုင်ပြီးတော့တပွဲရှုံလာတယ်ကာဆယ်ရှုံလာပြီးတော့290ဆိုတဲ့နေတိုင်းကာဆယ်ရှုံနေတာတော့ရေဘက်တွေကတော့စပိန်လာလီဂါမှာသူ့ရဲ့ရက်တိမှုကတော့6ခုရှိပြီးတော့ သူကနောက်နဲ့တွဲယူရိုပါလိကိုပြိုင်ပွဲဝယ်ခွင့်ရှိရမယ်။ချက်စီကလည်းနောက်နဲ့တွဲ14ဆိုတဲ့ရက်တင်မှုနဲ့ချန်ပီယံလိဝင်ခွင့်ရမယ်အသင်းတွေဆိုတော့ခက်ညက်ညက်အသင်းတွေတော့မဟုတ်ဘူးနော်။ယူရိုကော့ဖ်လိမှာရက်တင်မှုတွေကတော့တငငချင်းလိုတွေ့တဲ့အတိုင်းပဲချက်စီက17မှာကျုံဝဲပြီ6ပွဲတိတိနိုင်ပြီးရက်တီထားပြီးတော့ rehabilitated တွဲရတော့3ပွဲနိုင်2ပွဲသေး2ပွဲရှုံးဆိုတဲ့အနေအထားတစ်ခုနဲ့ရက်တီထားတော့ ဒီပွဲစဉ်ကြီးကရင်ခုန်ဖို့ကောင်းအောင်နော်ထွက်လာမဲ့ line အလေးရလဲနဲ့တင်းလောက line မှာသွားတူနေ4231ဆိုရယ် line အနေထွက်လာပြီးတော့ rear back တွေ့တဲ့ပွဲထွက်လူစင်းနဲ့ကြည့်လိုက်တော့ပကံဘူးတို့ကျွန်တော်တို့ရင်းနေတဲ့ Esco တို့မန်ယူတဲ့အငားရောက်ရှိနေတဲ့ Anthony တို့သတိရမယ်နော် Chelsea တဲ့ကလည်း4231နဲ့ဒီနေ့မှာ Jason ပြတ်ပါလားမလားအမဂိုးသွင်းထိတ်ရောက်နေတဲ့ခွန်ယူပဲသုံးမလားဆိုတော့နဲရင်ခုန်မှုကောင်းတယ် ိုတူတူဝမ်းဆိုရင် line နဲ့ထွက်လာပြီးတော့ဒီနေ့ bet လေဘယ်လိုပေးတာလဲ real bet တွေ4.20နဲ့1.80ဆိုတဲ့အနေထားမှာနည်းနည်းတော့ကွာနေเนาะဒီနေ့ပွဲရဲ့ပေးထားအနေထားတစ်ခုအရောဒီပွဲစဉ်တကယ်ကြီးတော့ဘယ်လိုထင်မြင်ယူဆကြလဲကျွန်တော်ကတော့ဒီပွဲစဉ်ယူပွဲစဉ်ခံမှန်းချက်ရပေးရမယ်ဆိုရင်တော့ဒီပွဲစဉ်ယူချက်စီးရနှစ်ကိုတကိုးဆိုတဲ့ကိုရလနဲ့အနိုင်ရရှိပြီးတော့ဖလားကိုရရှိသွားမယ်လို့ကျွန်တော် ကိုခတ်မှန်းရင်လည်းတကယ်ကြီးတော့အားလုံးဒီနေရာရင်နှုတ်ဆက်ရင်လည်းဒီနေ့ညပြောတာများတယ်မြန်မာပြည်မှာတော့ကျွန်တော်တို့မနေ့တနင်္ဂနွေခွဲမှာကြည့်ရမယ့် Champion League ကြည့်ရမယ့် Euro Cup League Final ရင်ခုန်ရင်လည်းတကယ်ကြီးတော့ဒီနေရာနဲ့ကျွန်တော်နှုတ်ဆက်လိုက်ပါလေဗျာကျေးဇူးတင်ပါတယ်